ယမေးအားတက္ကသိုလ်အကျောင်းသူတယောက်ဖြစ်ပြီးတော့တငယ်ချင်းနေတဲ့သူအကျောင်းဆောင်မှအတူနေကြပါရီအခုဟာခရစ်စမတ်ကာလမလို့အားလည်းရရှိရကြပြီးတော့တချို့ကောင်မလေးတွေကအိမ်ပြန်ကြသလိုပဲယမေးနဲ့တငယ်ချင်းကတော့အိမ်မပြန်မင်းနဲ့ဒီမှာပဲမိဘမိတ်ကလေးညာစာစားပွဲချင်းပဖို့ကြံနေခဲ့မှာပါဒီလိုနဲ့အတန်းသွားတက်တဲ့ချိန်မှာဖိုးဝါရီဓမဆရာဘမောင်ကအမျိုးသမီးမျိုးသားခွဲခြားဆက်ဆက်ရေးတင်ချားနေရမှုအမြင်မတူတဲ့ယမေးကတော့တိတ်သဘောမချချင်ပါဘူးတငယ်ချင်းဖြစ်သူမိကောက်ကလည်းဆရာဘမောင်နဲ့ယောက်ျားမိမခွဲခြားဆက်ဆက်ခံခဲ့ရပူတော်မူဆရာကိုလက်မထိုးပြီးတော့ဖြုတ်ချဖို့အတွက်စီယုံးကြီးစီနေပါရီယမေးကကော်ဖီဆိုင်မှာအချိန်မှိုင်းလှုပ်လှုပ်နေရ ာဖြစ်ပြီးတော့သူ့ကိုကြည့်နေတဲ့အောင်မြင်ဆိုတဲ့သူကလည်းညီတိုင်းလာချိန်နေတာမို့ယမင်းတော်တတိထားမိနေပါပြီ။ညာရောက်တော့ကျောင်းမခရစ်စမတ်အကျိုးပွဲတော်ကျင်းပကြပြီးတော့ယမင်းတို့ဖွဲ့ဟာယမင်းကလွှဲပြီးတော့အကုန်လုံးတချင်းဆိုပြီးတော့ကားကြမှာဖြစ်ပါရီ။အဲ့တချင်းဒီကားခွက်တွေကိုတော့ယမင်းကိုယ်တိုင်ကတင်ပေးထားတာပေါ့။အခုပွဲဆက်ကနေကိုဖွဲ့ရဲကမင်းနီဆိုတဲ့တယောက်ကပြောင်းနေလို့ယမင်းကလိုက်ရှာရင်းနဲ့အခန်းတစ်ခန်းထဲမှာယောက်ျားလေးကနှစ်ဖူးဖို့မင်းအောင်ရည်တွေထုတ်ပြီးတော့အစီရင်ဓလိလုံနေတာကိုမြင်သွားပါရီ။ယမင်းလည်းယောက်ျားလေးအဆောင်ရဲ့အစီအစဉ်တွေထင်ပြီးတော့မင်းနီကိုဆက်ရှာကမင်းနီကသူ့ဘေးစီမှာအတင်းကျပ်ရှလူးခံနေရတာတွေ့ပြီးတော့ယမင်းလည်းကိုချင်းစာရင်းနေနဲ့ မင်းနီကိုခေါ်ထုတ်သွားပါတယ်။မင်းနီကစေကောင်းကြီးမိထားတာမူပွဲမှာမကနိုင်တော့ဘဲနဲ့အိမ်ပြန်တော့မယ်လို့ဖြစ်နေပါတယ်။မိကောက်တို့ကလည်းယမင်းကိုကဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မိကောက်ကအရင်နေ့တည်းကခရစ်စမတ်ပွဲတော်မှာရည်ဆောင်ဖြစ်သူရဲ့အနိုင်ကျင့်ခံခဲ့ရဦးတာမူစိတ်ရင်ရရနေကြတာကြာပြီးတော့ကဝဲတွေလည်းမကတာကြာပါပြီ။အခုတော့တငယ်ချင်းတွေကပါအားပေးပြီးတော့ပြောင်းလဲခိုင်းနေပြီမို့ယမင်းလည်းကပွဲမှာမင်းနီအစားဝင်ပြီးတော့ကပြီးလိုက်ပါတယ်။ဒါပေမဲ့ဆေးအောင်မှာရည်ဆောင်ကိုထိတာမူယမင်းလည်းစိတ်ရင်ရတွေပြန်ဝင်လာပြီးတော့တငယ်ချင်းတွေအားပေးလိုက်ကမှာကဝဲမှာယောက်ျားလေးတွေမကောင်းကြောင်းတဲ့ချင်းကိုအထာကြကြဖြိုပြခဲ့တာမူဆင်အောင်ကပရိသတ်တွေအားသဘောချပြီးတော့ ယမင်းကလည်းစိတ်အခြေအနေပြန်ပြီးတော့အဆင်ပြေလာပါရီ။ဂျော်ပြပြီးတာနဲ့အိုးစုလိုက်ဘားသွားကြပြီးတော့သူ့ကိုလာနိုးဆက်တဲ့အောင်မြတ်ကိုလေးလိုက်ခဲဖို့ခေါ်လိုက်ကြရီ။လမ်းမှာလည်းသူ့အကြောင်းကိုအကြောင်းနေပြောပြီးတော့မိဘမဲ့ကလေးညသာစားဝဲပါဖိလိုက်ပါရီ။အဆောင်မှာအိမ်ပြန်မှုအပြင်နေတဲ့မင်းနီကတော့ဝစ်စုံနဲ့တကောင်နဲ့တွေ့သွားပါရီ။မနေ့ရောက်တော့ယမင်းကညာတောက်တာများပြီးတော့ဘာမှမမှတ်မိတော့ပါဘူး။အဆောင်ကကောင်မလေးအများစုကလည်းအိမ်ပြန်ကုန်ကြပြီမို့။ယမင်းနဲ့မိကောက်တို့နဲ့တူဒီညအတွက်ခရစ်စမတ်တစ်ပင်သွားဝယ်ကြပါရီ။အဆောင်မှာတော့အိမ်ပြန်မှုအပြင်နေတဲ့အကြောင်းသူတယောက်ကဝစ်စုံနဲ့စီမှာအတိုက်ခံလိုက်ရပါရီ။မင်းနီရဲ့မိစီကနေလည်းဖုန်းလာပြီးတော့မင်းနီခုထိအိမ်ပြန်မရောက်သေးတဲ့အကြောင်းသိ ည်လည်ရည်ရမင်းလေးအိမ်ပြန်ရောက်တာနဲ့ရှာကြည့်ပြီးမှဖုန်းကဆက်ပါပိတ်ထားတာမူမိကောက်တို့ကိုပြောပြလိုက်ပါရီမိကောက်တို့ကစိတ်မပူဘူးပြောပြီးမှလည်းရမင်းကအเจ้าမရှိတဲ့ရေတုကိုသွားပြောတဲ့အချိန်မှာအောင်မြက်နဲ့တွေ့တာမူစာဖို့တော့အောင်မြက်များလားဆိုပြီးတော့မိလိုက်ပြီးမှအောင်မြက်မဟုတ်ခဲ့ပါဘူးရဲကလည်းမင်းဒီပြောင်းနေကြောင်းနဲ့ထူးဆန်းတဲ့စာရီအကြောင်းကိုပြောလိုက်ပါရီရဲကလည်းအခုကအားလိုက်ရဲ့ကာလမှုတနည်းအားမှာလိန်နိုင်ကြောင်းပြောလိုက်ပါရီဒါပေမဲ့ယမင်းကတော့ညာမင်းရဲ့ကိစ္စကိုသတိရပြီးတော့ယောက်ျားလေးဆောင်မှာသွားရှာဖို့ဦးရဲရဲဟောအဖို့ခေါ်လာပြီးမြေ တကားပိတ်ထားတာမူဦးရိပ်လေးပြန်သွားပါပြီ။ဓမင်းကတော့ချောင်းနေတော့မှာပဲဆရာဘမောင်ရောက်လာပြီးတော့ညာယမင်းတို့ပွဲအချောင်းဟာအင်တာနက်မှာဟိုလီကျော်နေချောင်းနေဓမင်းကသူ့ရည်ဆောင်အတင်းပြောရမှာပါသွားတာပါသိတော့ပါပြီ။ဒါပြင်ဆရာဘမောင်ကသူ့ကိုမိကောက်ဖြုတ်ချဖို့ခြေနေတာပါသိနေချောင်းပြောပြီးတော့သူတို့ကိုတတိချဖို့ပါပြောလိုက်ပါပြီ။မင်းလေးဆောင်ကတော့မိကောက်တို့ညာစာချက်နေတော့မှာယမင်းရောက်လာပြီးတော့သူတို့ရဲ့ကပွဲအချောင်းကိုဘာလို့တင်ရလဲဆိုပြီးတော့မိကောက်ကိုပြန်လာရှာပါပြီ။မင်းကြီးပြောနေရတာကိုသူထူးဆန်းတဲ့စာရီပါရချောင်းပြောလိုက်တော့မိကောက်ရောက်ဖူးဖူးကသူတို့စီကိုအဲ့ဒီစာရီရောက်ချောင်းပြောပြလိုက်ပါပြီ။အကုန်လုံးကလီတန်မာနီချပြီးမှဖွဲ့ ရဂျယ်ရီကရံပွဲမပါကျင်တာကြောင့်စတိုကန်နဲ့သွားပြီးတော့မီလုံးရှာနေတဲ့ချိန်မှာဝေယုန်နဲ့ကောင်ပေါ်လာပြီးတော့ဂျယ်ရီကိုတတ်သွားပါပြီ။အောက်ကလူတွေကတော့ဘာမှမသိပဲနဲ့ရန်ဒီဖြစ်စကားကြီးအများကြပြီးတော့ဖူဖူကလည်းသူ့ဘယ်နဲ့ဗလိုင်းကြီးစကားအများကြီးနဲ့ဘဲကိုအိမ်ပေါ်ကနေမောင်းချလိုက်ပါပြီ။အဲဒီချိန်မှာပဲစာရီကိုစီဝင်လာပြီးတော့သူတို့ရှိရာကိုအများကြီးနဲ့အပြစ်ခံလိုက်ရပါပြီ။ဖူဖူကများရှက်ထိသွားတာပေါ့သုံးယောက်ကလည်းအပေါ်ထက်ကိုတက်ပြေးပြီးတော့အခန်းတစ်ခန်းထဲမှာဝင်ပုန်းကြပါပြီ။အထက်ရောက်မှရဲကိုဖုံးဆက်ဖို့တတိယပြီးတော့ဖုံးကအောက်ထက်မှာကြာချန်နေတာကိုသိသွားကြပါပြီ။ယမင်းကပဲရဲဆွမျောသွားနေတဲ့ချိန်မှာအပေါ်ထက်မှာတော့မီကောက်တို့ကဂျယ်ရီကိုတတိယသွားပြီးတော့အပြင်ထွက် က်ကြည့်ပါရီစတိုကန်ထဲမှာသွားရှာတဲ့အချိန်မှာဂျယ်လီမားတော့တည်နေနေပါပြီယမင်းကတော့ဖုန်းလင်းရှာဝင်းယုံနဲ့ကောင်စီအားပုံနေတော့ဝင်းယုံနဲ့ကလည်းယမင်းကိုပါစော်ကားဖို့ကြိုးစားနေတဲ့အချိန်မှာယမင်းလည်းကားတော့နဲ့လေဘင်းကိုထိုးတက်လိုက်တော့သွေးမထွက်ဘဲနဲ့မင်းအောင်အေးပြပြတီတာထွက်လာပါရီ မိကောင်တို့ကလည်းပြင်ထွက်လာကြပြီးတော့ပူပူကသူ့ဘဲတည်သွားတော့ဟာတည်သွားပါရီအဲ့ချိန်မှာဝိယုံနဲ့တီထက်ရောက်လာပြီးမျိုးပူပူကသူ့ဘဲကိုတက်လို့မချင်းနဲ့ပဲနဲ့ဝိယုံနဲ့ကိုရင်ဆိုင်ရင်ယမင်းတို့ကထွက်ပြေးခိုင်းလိုက်ပါရီယမင်းတို့ကလည်းထွက်ပြေးပုန်းရှောင်ကြပြီးတော့နှစ်ယောက်သားကားတော့ကိုယူပြီးတော့ထွက်ပြေးကြဖို့အစီအစဉ်ပါရီတစ်ဖက်ကမိန်းကလေးဆောင်မလေးဝိယုံနဲ့တီကြောင့်ဒုက္ခရောက်နေပြီးတော့လာကေရီရေးရီတောင်တက်ခံလိုက်ရပါရီယမင်းတို့ကတော့ကားတော့ကိုယူရင်းနဲ့တည်သွားတဲ့ဝိယုံနဲ့ကလူကိုမျက်နှာဖုံးချွတ်ကြည့်တာကိုတနေ့ကအစီအစဉ်လုံးနေတဲ့ကောင်လေးမှန်းထွေသွားပါရီဝိယုံနဲ့တကောင်မှထက်ပြီးတော့ရောက်လာတာမို့နှစ်ယောက်စလုံးပေါင်းတိုက်ခိုက်ပြီးတော့ကားတော့ကိုယူကလွှဲရချွတ်ထွက်ပြေးကြပါရ ါရီကာဝရောက်တာနေမိကောင်းကယေရီစီကိုတော့ဖို့ပြောပြီးမေယမင်းကတော့ယောက်ျားလေးဆောင်ရလူတွေကအောက်လန်းကြီးတွေတခုခုလုံးနေကြောင်းပြောပြီးတော့အဲ့ဒါကတက္ကသိုလ်တီထောင်ငယ်သူရဲ့ရုပ်ထုနဲ့ဆက်ဆက်နေကြောင်းရှင်းပြလိုက်ပါတယ်ထူးဆန်းတဲ့စာရီမေနီပြောက်တာတွေကအဲ့ဒီကောင်နေနဲ့ပတ်သက်နိုင်ကြောင်းပြောပြီးမေမိကောင်းကတော့ရဲဥပဲတိုင်ပင်လုံးနေတာမို့ယမင်းလည်းသူ့ကိုဟိုတနေ့ကယောက်ျားလေးအကြောင်းဆောင်မှာထားခဲ့ဖို့သာပြောလိုက်ပါတယ်လန်တော့မှာအောင်မြင်နေတွေ့ပြီးတော့ယမင်းပုံစံကိုတွေ့ပြီးတော့ဘာမှမသိပေမဲ့ crash ကိုအကူအညီမယ်လို့ပြောလိုက်ပါတယ်မိကောင်းကတော့ရဲစီကိုသွားတဲ့လမ်းမှာရထားတဲ့ရေကောက်ပါတွေ့လိုက်ပြီးတော့ တို့လိုဖြစ်ရည်နဲ့ဂျုံနေတဲ့ကောင်မလေးတွေကိုကားပေါ်ခေါ်ဟာကယ်တင်လိုက်ပါရီ ဒီမီနိုကတော့အဆောင်ကိုရောက်ပြီးတော့အောင်မြက်ကအရင်ထဲကိုဝင်သွားတဲ့ချိန်မှာဝိယုံနဲ့ဖွေရောက်လာတာမို့အောင်မြက်လေးအာယုံလွဲတဲ့အနေနဲ့သူ့အဖွဲတွေဝင်ပါမယ်လို့ပြီးတော့ဟန်ဆောင်လိုက်ပါတယ်။ဒီမင်းကတော့ထဲအားလူတွေမမြင်အောင်ဝင်ပြီးတော့ရုတ်တရက်ကိုဖျက်ဆီးတော့မယ့်အချိန်မှာအပြင်ကနေမင်းနီအတန်ချောင်းတောက်ခဲ့လိုက်တာမင်းနီအသက်ရှင်ချောင်းတည်တော်ပါတယ်။ကံမကောင်းစွာနေပြီမင်းနီကအဲဒီဝိယုံနဲ့အဖွဲနဲ့တကြံနေဖြစ်ပြီးတော့ဒီမင်းကအဖမ်းခံလိုက်ရပါတယ်။ဒီမင်းတို့လာတဲ့ချိန်မှာအောင်မြက်တို့အားလုံးကသူ့အဖွဲတွေအတွင်းမှုအစီရင်လောက်တာမြင်ပြီးတော့ထက်ပြီးတော့အိပ်ပျော်သွားပါတယ်။ထက်လို့လာတဲ့ချိန်မှာတော့အောင်မြက်ကဝိယုံနဲ့ခိုင်းသားဖြစ်နေပြီးတော့ဆရာဘမောင်ကလည်းဝိယုံနဲ့ရဲ့ခေါင်းဆောင်ဖြစ်နေမှန်းတည်တော်ပါတယ်။တကယ်တော့ ဒီကြောင်းကိုတည်ထွင်ခဲ့တဲ့ဆရာကြီးဆိုတဲ့သူကအနာဂတ်မှာမိန်းမတွေရာယောက်ျားတွေထပ်ပို့ပြီးတော့တော်လာမှာသိပြီးတော့မနာလိုဟာထူးချွန်ပြီးယောက်ျားတွေကိုအာခံတဲ့မိန်းမတွေကိုဂျိုချိုးဖို့အတွက်အွန်လိုင်းကြီးနဲ့ယောက်ျားသားတွေကိုအစီအစဉ်တစ်ခုဖန်တီးပေးခဲ့တာပါအဲဒီအာခံတဲ့မိန်းမတွေအစီအစဉ်ကိုမယ်နီကအဲ့ဒီလူတွေရဲ့စီးရင်ကောက်ပေးခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာကြောင်းတိကြောင်တဲ့ဆရာကြီးဆိုတဲ့သူကတော့အွန်လိုင်းကြီးနဲ့ဝန်းကြီးတွေရောက်လာပြီးတော့ဂျမင်းကိုအသက်မေ့ထင်းချောင်းပြီးမယ်နီကိုအရင်တက်လိုက်ပါတယ်ဂျမင်းကိုလည်းသူ့ရဲ့ရည်စောင်းကစီးရင်ပြီးတက်တော့မဲ့အချိန်မှာမိကောင်းတဲ့ဂျန်နေသူတွေရောက်လာပြီးတော့အကုန်လုံးသူ့တေကိုဒီဖိုက်ကြပါတယ်အောင်မြင်လေအစီအစဉ်ပြေပြီးတော့ဂျမင်းတို့ကိုပြန်ခဲ့ကနောက် ်ဆုံးမှာတော့အဲဒီဝိယုံနဲ့တီကိုမီးလောင်တိုက်သွင်းကြတာအကြောင်းဆောင်ကြီးလည်းမီးလောင်ပြီးတော့ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်။ဟုတ်ကဲ့ပါရီသားဟောင်းဆိုတာကတော့ဘယ်တော့မှအကောင်းကျိုးမပေးကြောင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။အစောဒီကြည့်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။